ကြည်တရားဝရီခိုင်လူတို့ခြေဘူဌာနတွင်ကပ္ပသွေးလူရှင်များနှင့်အထိမ့်မှတိပညာပေးတော်ရှိုးကိုစွန်လ10ရက်နေ့ညနေ3:00နာရီကကျင်းပခင်ရခရင်ပြည့်စက်ရုံမှဦးစီရရှိဒေါ်အီအောင်နှင့်မြို့နယ်ချက်ချင်းကြီးတက်ဖွဲ့မှဦးသိန်းဦးတို့ကယခုလိုဆွေးနွေးခဲ့ကြပါရရှင်မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ ကမ္ဘာသွေးလူရှင်များနေပေါ်ပေါက်လာပုံကိုဆွေးနွေးပြပါဆရာရှင်။နေ့စဉ်ဇွန်လ14ရက်နေ့ဟာကမ္ဘာသွေးလူရှင်များနေ့ဖြစ်ပါတယ်။လူတိုင်းအသက်ရှင်နေထိုင်နိုင်မှုသွေးကမရှိမဖြစ်လိုအပ်ပါတယ်။ဒါကမ္ဘာလုံးကသွေးလိုအပ်နေတဲ့လူတွေအတွက်လုံခြုံစိတ်ချရတဲ့သွေးရရှိဖို့အင်မတန်မှအရေးကြီးပါတယ်။ဒီစကားကိုဖြန့်ပေးခြင်းတဲ့အတွက်ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက2005ခုနှစ်ကစပြီးနှစ်တိုင်းဇွန်လ14ရက်နေ့ကို ကမ္ဘာသွေးလူရှင်များဤအဖြစ်သတ်မှတ်ကျင်းပခဲ့ပါတယ်။သွေးကအကျမ်းမာရေးစောင့်ရှောက်မှုတွေအရေးကြီးပုံကိုလည်းပြောပြပေးပါအောင်ဆရာရှင်။သွေးကအကျမ်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာ လုပ်ငန်းတစ်ခုလုံးမှာအရေးကြီးဆုံးနေရာကပါဝင်ရပါတယ်။ကျမ်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးအစဉ်ပြေပြေလေပတ်နိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဆိုရင်လည်းမှားမယ်မထင်ပါဘူး။ခွဲစိတ်ကုသမှုတွေအရေးပေါ်ကုသမှုတွေအားလုံးအတွက် တွေးလို့ရှိရင်ရှိဖို့ကမရှိမဖြစ်လိုအပ်ပါရဲ့တွေးလို့ရှိရင်တွေးလို့တမ်းမှုတွေဒါမရှိတော့ရင်ကျမ်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးပုံမှန်လဲပတ်ဖို့အခက်အခဲတွေတွေ့သွားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒါကြောင့်မို့ကျမ်းမာရေးကောင်းမွန်ပြီးတွေးလို့ဖို့တင့်တော်သူတွေအနေနဲ့မှန်မှန်တွေးလို့ကြဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာရှင်တွေးလို့တဲ့အတွက်ရရှိလာနိုင်မဲ့အကျိုးကျေးဇူးတွေကိုလည်းဆွံ့နှိပ်ပေးပါအောင်ဆရာရှင် တွဲလူဘို့ရတွဲလူတိုင်းရန်အတွက်ရရှိလာမဲ့အချိုးကျစုတွေကတွဲလူဘို့ဆိုတာလဲတကယ်တော့အရန်မခက်ခဲပါဘူးတွဲလူဘို့အခြေခံလိုအပ်ချက်တွေပြည့်မီတဲ့သူမြည်သူမဆိုလူတိုင်းနိုင်ပါတယ်တွဲမလူခင်ဖြစ်ရတဲ့အချက်လက်တွေကိုရိုးရိုးသားသားဖြစ်ရပါမယ်အချက်လက်တွေအတိုင်းကိုက်ညီမှရရှိတဲ့တွဲကလည်းတန့်စဉ်ပြီးစိတ်ချရတဲ့အတွဲဖြစ်ဖြစ်မှာပါ ကိုကသွေးလူဂျေဇောနဲ့ရောဂါတစ်ခုခုရှိတာကိုဖုံးဖွယ်ထားလိုက်မယ်ဆိုရင်ကိုသွေးကိုလက်ခံရမည်သူအတွေ့ဘေးဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့တဲ့အနေနဲ့သွေးလူဓာတ်မှုလဲစံနှုန်းတွေပြည့်မိတဲ့ဆိုရင်သွေးလူဖို့အတွက်တိုက်တွန်းလိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာရှင်ဘုလိုမျိုးအသိပညာမျှဝေပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ရှိပါတယ် ဆိုဘာတော်ရှိုးဆွေးနွေးမှုတို့ကိုရှူရတီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်။